အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးတော်ရာဆွေရေးသားခဲ့တဲ့ဤလောကမြေမရှိဝဲဆိုတဲ့စာအုပ်ထဲကဤချမ်းမြေဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်မတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လုပ်ပြီးလိုတီခေါင်းလောင်းလေးကိုနှိပ်ထားပြီးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပေးရစေခင်ဗျာဤချမ်းမြေ ဤချံမြေဤအနှစ်40ဖြစ်ရေးကျွယ်ခဲ့ဒီမှာအစမ်းမဟုတ်တော့လဲလွမ်းတရုတ်တော့ပေါ်လာဤကျွန်တော်စသည့်ဒီမှာဖိုးတောင်ယိုဖွားရွှေအိမ်ပြီးတော့အဖိုးအိုအဖွားအိုလင်မယားအိမ်ငယ်ကလေးဆောက်လို့၍နေထိုင်ကြဤဤအဖိုးအဖွားလင်မယားမှာစေရသားများဖြစ်ကြ၍သူတို့ခြံပိုင်မဟုတ်ပေခြံပိုင်ရှင်တော်ထွားကသူတို့အားခြံဆောင်အဖြစ်နဲ့နေစေခြင်းဖြစ်သည်ဤခြံမြေသည်ပေတရာကို 120မြကျဲလေးရာဘိုးတောင်ယူတို့ဤသုံးပင်အင်္ဂလိပ်သည်အင်ရှိမျက်နှာစာနှင့်မှပေအစိတ်30မြနေရာယူသောကြောင့်ကြံသောမြေကွက်လက်သည်ခြံရှင်ဤယာဒီအလိုက်တီးနံများစိုက်ပျိုးရာဖြစ်ဤရင်းတို့ကြောင့်ခြံရှင်အဖို့ခြံဆောက်ရသည်ဘိုးတောင်ယူတို့အဖို့တေပန်တသက်ဆုံးနေဖို့ရသည်ဘိုးတောင်ယူတို့လင်မယားတွင်တာသမီများမထွန်းကားခဲ့ထို့ကြောင့်ဤသည့်အခါတွင်မှာ ကြောထောက်နောက်ကိုမရှိခဲ့ကြပဲတသက်လုံးပဲသူတို့ဘာသာသူတို့လောက်ကင်စားတော့တွားကြရသည်ကျွန်တော်မှတ်မိတော့အရွယ်တွင်ဖွားရွှေအင်ကစကားတင်မုတ်ရောင်းသည်စကားတင်မုတ်ဆိုဒီမှာကျွန်တော်သိသည်မပြောရရင်စံမုတ်ကိုထညက်အည်ကျုံနဲ့ဖောက်ကစကားကြီးပေါ်တွင်အပြားကြီးတင်၍ဘိုးပြဲတဲကြီးကြီးအောက်ခံနှင့်ပေါင်းချင်းဖြစ်သည်ဒါအဖြစ်အတုံးအတုံးလှီးပြီးရောင်းသည်ယခုခေတ်ဘိမုံနှင့်တူလီမီလောမပြောတတ် ဘိုးတောင်ယိုးကခြံကြိုခြံကြားလဲကြိုလဲကြားမှထမ်းပင်ပေါက်ကလေးတွေဤထမ်းလက်ငယ်ကလေးတွေကိုရှောက်ဖွေခုတ်ကထိုထမ်းလက်လျှော်နုနုကလေးတွေကိုရွာနှဖာကြိုကြည့်၍ရောင်းသည်သူတို့လည်းမရသည်ရင်းတို့လျင်မြမပြည်၌ပစ္စည်းမဲ့လူဒန်းစားတို့ဤလုပ်ငန်းမျိုးဖြင့်ဥပုံရက်ဖျားသွွားចောင်းတတ်ဖြင့်ဒေထိုင်စားတောက်သွားခဲ့ကြသည်ကျွန်တော်သူတို့ကိုစတဲ့အမှတ်တညာထားတတ်သည့်အရွယ်မှာသူတို့သည် အဖိုးအိုအဖွားအိုများဖြစ်နေကြပြီး ကျွန်တော်တို့နဲ့ဆွေမျိုးတော်သည်ဟုလည်းသိရပါသည်ကျွန်တော်ចောင်းသွားတတ်တော်အွယ်မှာနေတိုင်းနေတိုင်းခွားရွှေအိမ်ကစကားတဲမုတ်တတုံတတုံစီး၍ပေးပါသည်ကျွန်တော်ယနေ့တိုင်းမမေ့နိုင်သည့်အစားတလုံကအမဲသားတတုံဖြစ်ပါသည်တနေ့တနေ့ကျွန်တော်သူတို့အိမ်တွားလဲစင်မှာအဖိုးအဖွာထမင်းစားနေခိုက်ဖြစ်ပါသည်ကျွန်တော်အားထမင်းစားရန်ခေါ်ရာကျွန်တော်ကထမင်းစားခဲ့ပြီးပါပြီဘာဟင်းချက်တလဲဟင်းတော်စားကြံပါသည်ဆိုသည်ဖြင့် တို့ဟင်းပကံထဲမှအမဲသားတုံးကိုခတ်၍ပေးပါသည်ကျွန်တော်တကိုက်စားလိုက်တော့ခွေးမီးခဲဝါမိတယ်လို့တရှူရှူတရှာရှာဖြစ်ရပါတော့သည်အเจ้าကငရုတ်သီးဆက်တော်ကြောင့်ဖြစ်၏စင်စစ်ဒီအဖိုးအဖွားဟင်းကငရုတ်သီးအများကြီးခတ်လို့မဟုတ်ပါကျွန်တော်တို့အိမ်ကငရုတ်သီးအဆက်မစားတတ်၍ဖြစ်ပါသည်ကျွန်တော်အမေဒီကြက်သားဝတ်သားတပိတ်တာလောက်ချက်မှငရုတ်သီး2000 3000ကိုအစိတ်ထုတ်ပြီးကြက်တော်နဲ့ ထောင်းထည့်တတ်သူဖြစ်ပါသည်ဒါကိုအမှတ်မဲ့ပြုလိုက်တော့အဖွားသည်ကျွန်တော်အာတနာကအင်းဖြစ်မှဖြစ်ရလေငါမြည်ရေယော့ယော့ရေငုံပြီးပလုတ်ကျင်းလိုက်ဆို၍ရေတစ်ခွက်ပေးပါသည်လို့ပြီးအမဲသားတစ်သုံးကိုရေစေပြီးကျွန်တော်ကိုပေးပါသည်ပြီးတော့မှကျွန်တော်ကိုနောက်ပါသည်ငါမြည်ရောက်ခမအိမ်ရောက်မှခတ်မယ်ကွယ်။ဘာကြောင့်လဲအဖိုးရ မင်းဒီလိုဟင်းသုံးမျိုးကိုရေးဆေးပြီးစားနေရမှာပေါ့အောင်မဲအဖိုးရဲ့ကျွန်တော်တို့အိမ်လိုပဲမယုတ်တီးဆက်ဆက်မစားတဲ့အိမ်ကမိမကို ရွေးယူมาပေါ့ဗျရှင်း၌အဖိုးဒီပါချိုင်ချိုင်တကြိုးပဲ့ပဲ့နဲ့တဘောကြရီမောခဲ့တယ်ကိုမှတ်မိပါသေးတယ်ဤအဖိုးနဲ့အဖွားဦးတယောက်နဲ့တယောက်တိတ်မချပဲရှင်းစင်နောက်စင်တေဆုံးပြောက်ွယ်ကြတော့အခါကျွန်တော်အသက်မှာ ရှင်းနဲ့ကိုးနဲ့မြတာအဖွားကြီးကပထမတည်ဆုံးသည်ဟုထင်ပါသည်ငယ်လေငယ်မယားအသက်80ကျော်မြပေါင်းတဲ့နေထိုင်သွားခဲ့ကြသောဤအဖိုးအိုအဖွားအိုလင်မယားအားရွာတဲ့ပြောစမှတ်စကားကြံရစ်ခဲ့သည်မှာသူတို့လင်မယားတခါမှရံမဖြစ်ခဲ့ဘူးတဲ့ဤအဖိုးအိုနဲ့အဖွားအိုဤအင်္ဂလိပ်သည်တမိုးနှင့်တဆောင်းမြလူသူကင်းမဲ့စွာရင်းရိုင်ပျက်စီးနေပြီးမှထိုအင်္ဂလိပ်ကိုဖျက်၍ အိမ်အသက်ဆောက်ခါဤချမ်းမြေတို့ကျွန်တော်တိတမြဒုတိယရောက်လာသူမှာငကြောမေမြခေါ်အိမ်တောင်စုဖြစ်ချေသည်ရင်းအဖိုးအဖွာလင်မယားနှင့်ဆန့်ကျင်ဘက်သူတို့မှာတာသမီးတွေတိတ်များသည်နှုတ်ပြီးလင်မယားလဲခဏခဏရံဖြစ်ကြသည်သူတို့လင်မယားသည်အရက်၌ထူးကြသည်မှာလေငါပူးတလောက်မယားကအရက်မြင်ခြင်းပဲဖြစ်ပါသည်ထိုလူဤနာမည်မှာသူမိဘများမျှစင် ဘောင်ကျော်ဟုဖြစ်တန်ရတော့လဲငကြောငကြောဟုအခေါ်ခဲရသည်ကိုထောက်ချက်ချင်းဖြင့်စင်းရဲသားလူသားစားဖြစ်ကြောင်းထင်ရှားလာသည်ကျွန်တော်အနေနဲ့တော့ကျွန်တော်ထက်များစွာကြီး၍ကိုကျော်ဟုခေါ်ခဲ့သောကြောင့်ယခုကိုကျော်ဟုရေးရပါမည်အောင်မေကိုကျော်သည်တကြိမ်တစ်ခါလုံးကကျေးရွာဒေသတွင်အတော်ပင်ရေပန်းစားခဲ့ဘူးသည်တဲ့သူသည်အရက်ပူတလောက်ဒုံပြေးကောင်းသူလည်းဖြစ်၍ကျွန်တော်တို့အရွယ်နှင့်မမီလိုက်သော ရှေးခေရှေးခါများတွင်ထူကြီးရွာများမှာဒုံပြေးပြိုင်ပွဲများအလောင်းအစားနှင့်ကျင်းပခဲ့သည်တဲ့ထိုစဉ်အခါမှာကိုကျော်ကအနိုင်များခဲ့သည်တဲ့ထို့ကြောင့်ကြီးရတတူဤမြောက်စားခြင်းကိုခံရ၍ငွေစာလဲရွှင်ခဲ့သည်တဲ့ကျွန်တော်သိရသောအချိန်၌ကဒုံပြေးပွဲများလဲမရှိတော့၍ကိုကျော်သည် သူများအိမ်ကသူရင်းကားသာသည်တာသမီလူမမယ်တွေကများ၍စင်းရဲလိုက်သည်ကပြောဝယ်မရှိပါ စဘာပေးတွေတင်းတိုးတွေကုံစုံဆိုင်ကကျွေးတွေမှာ ဝလာချီးလည်နေသည်ဘယ်တော့မှကြည်ဒီပြက်တီမရှိခဲ့ကျွေးဟောင်းမဆုံးခင်ကျွေးတိတ်ကထက်၍ထက်၍သာလောင်းနေခဲ့သည်ကိုကျော်သည်တဘောတကာရကောင်းသူဖြစ်၍သူတို့များခိုင်းနှမြပေါ်ပါတက်လက်စွာလှုပ်ပီးတက်၍သာသူတို့အိမ်သားများမငတ်ကြခြင်းဖြစ်ပါသည်ကိုကျော်သည် လုံးဝပြင်းရည်တက်သူမဟုတ်ချေအလုံးနဲ့လက်နဲ့မပြတ်အောင်လှုပ်သူဖြစ်သည် သူများအိမ်မှာ သူရင်ကားအဖြစ်နဲ့မိုးရင်းလဲလို့ပြီးတော့ထမ်းရည်ကလေးတက်လိုက်သေးသည်။ကောက်ရိုက်ချင်းစဘာပေါကန်ဒီ၌မုတ်ဟင်းကားလှုပ်၍ရောင်းလိုက်သေးသည်။မြို့မှလိုမုံကိုဖိုကဝယ်၍ဟင်းသာချက်ယုံမဟုတ် ကိုတိုင်ဆန်ပုတ်စေ၍အမှုန်ထောင်းပြီးညှ့ရခြင်းဖြစ်သည်။ရင်းတို့မုတ်လုံဆန်နဲ့ဟင်းဖိုးရအောင်ကအကျွေးယူရခြင်းနဲ့ချေးရခြင်းဖြစ်သည်။လေတော်ကအပြန်မောမောနဲ့လာစားကြသူများလဲအများအပြားပတ်စံနေမဟုတ်ကြ စပားပေါ်တော့မှစပားကိုသာပေးကြမည်ထဲဆန်းဟေးတပကံထဲအုံးဟေးနောက်တပကံစသည်နှင့်တော်သမင်းစားပကံကြီးတွေအမောက်တယောက်ကို၃၄၅ပကံစားကြသည်မှာ အားရစရာကောင်းလာသည်ပတ်စံလက်ငင်းပေးဆိုရင်သူတို့တတွေဤမြစားကြမည်မဟုတ်လေတမားကိုစပားပေါ်ပေးဆိုရင်ကစင်တော်အကျွေးဝယ်လို့ကြသည်ကိုတတိပြုရာဤဤမုံဟင်းကားစားပွဲကိုစဉ်းစားမည်ဆိုပါက စဘာဘိုးကိုခောက်ချိုးထားရမည်ဖြစ်၍လူတယောက်သည်တထိုင်ထဲမှပင်စဘာတခွဲတဲ့င်းကိုစားပြစ်နေသည့်အသေးပဲပေါ်ပေသည်ရှင်းတော်လင်ကိုကျော်တို့သည်စောင်းခါသမယစဘာပေါ်ကန်သည်မှာတနည်းလျင်သုံးလိမ့်ချိန်မြမုံဟင်းကားလှုပ်၍ရောင်းချတတ်သည်လင်ကမုံညက်မယားကဟင်းချက်ကြက်ပဟေးဆိုပါကတအိမ်မှတဆင်တယောက်တပေါက်နှင့်အရက်သေးကိုကြင်ညာလိုက်လေသည် အချိန်မှာညနေခင်းကလေးဖြစ်လေသည်ဤတွင်ညစာကို မပိဟေနှင့်တို့စီယာသာဖြစ်ကြောင်းအသက်တည်နေကြသောကိုရွှေလေသူလေသားတို့သည်အပြေးအလွှားလာရောက်ကာတဝါတပြေအကျွေးစားတော့ကြပါလိတော့သည်ရင်ကကိုကျော်တို့ဤပွားပေါ့ပင်သို့တော်လေသူတို့ဤကျွေးဝလက်ချီလေနေဒီကဘယ်တော့မှကိစ္စမပြီးကြေအเจ้าမှာကြေးရွာကအကျွေးမိသည်စဘာပေးတင်းတို့တွေဖြစ်ချေသည်ဤအထဲ၌ကိုကျော်အိမ်မှာကလေးတွေကတနေ့တယောက်လူတို့နေသည် ဤလိုဆင်းရဲသားများလင်ကိုမရတက်ညီလက်ညီလုံနိုင်မှတန်ယုံစွာရသည်ကိုကိုကြော့ဇနီဒေါ်မေမြကခလေးတွေတပြွတ်ပြွတ်မွေးလီတော့သူ့လှုပ်အားသည်နှစ်စင်လိုပြိတ်တရေရင်ချိန်ပြီးဖွားချိန်တွင်းနုချိန်တို့မှာဆိုပြက်ကွက်ရသည်သူပြက်ကွက်တလောက်စားမြည်ပါဇက်ပေါက်တွေကတိုးလာသည်ဒီတော့ဒီအိမ်တော်မစင်းရဲခံနိုင်ရောလားဒါနဲ့ကိုကြော်ဒီတနေ့တော့အခါဝဲအပွားကြံသောလုပ်ငန်းတရက်ကိုလုပ်လေသည်အရက်ချက်ချင်း အရက်ချက်ချင်းသည်တကြက်ဖိုးရင်းလျင်ငါးချက်ဖိုးရလေးချက်မြတ်သော လုပ်ငန်းမျိုးပေသည်စွန်စားကန်းတော်ဖြစ်သည်မိမိဤလုပ်ငန်းလုပ်မှန်းတည်တူတူအားတွားတူမှဆို၍တင့်မြတ်အောင်ချော့မော့ပေါင်းတင်ရသည်ထို့သောရာဇဝတ်မကင်းသောလုပ်ငန်းမျိုးဖြစ်သည်နှင့်တကွေးမတွေ့တကွေးတော်တွေ့တတ်ပြီရာငကြောချက်နေတော့ညာကြီးမင်းကြီးမှာရင်မျိုးဘက်ကလာဖန်းတာတဲ့အရက်တွေရော ပေါင်းအိုးတွေရောပြီးသွားပတဲ့ဟေးခုကြားရသည် ထိုမှစပြီးကိုကျော်ထောင်တလကျသွားသည်ကိုကျော်ထောင်ကလွတ်လာတော့အခါ၌သူမရှိမီ သူ့အိမ်သားများအကျွေးစားထားကြသည်ကိုဘာနှင့်မြန်မြန်ဆက်ပါမည်နီကိုကျော်သည် အရေးအချီကြီး၍ခေတ္တမြတာဆောင်ဆိုင်ပြီးနောက်မြန်မြန်တွေ့ခဲ့ပြီဖြစ်သော အရက်ချက်လုပ်ငန်းကိုပဲပြန်ကင်လေသည်လဲလုတ်ချိန်မှာလဲလုပ်ငန်းမပြတ်ပေမုံဟင်းကားလုတ်ချိန်မှာမုံဟင်းကားလုတ်မပြတ်ပေထို့ကြောင့်ခါတိုင်းနေများထက်ချောင်းချောင်းလဲလဲဖြစ်ခဲ့ပေသည် သို့တော့တနေ့ကျော်မြဂျာဒီ၌အရက်အဖမ်းခံရခြင်းဖြင့်ကိုကျော်ထောင်ထဲရောက်သွားပြန်ခြင်းပြီးဤဒုတိယချိန်၌ကနှစတိုး၍နှစ်လထောင်ကြလေသည်ထိုနောက်၌ကကိုကျော်သည်ထောင်ကိုချစ်နှောင်းဟုအောက်မေ့သွားခြင်းပြီးထောင်မကြမီ၌ချောင်းချောင်းလဲလဲစားသုံးရသည်အရက်ချက်ချင်းလုပ်ငန်းကိုလည်းလဲရင်လဲတလို့ဥစားပေးလုပ်ကင်ခြင်းဖြင့်ထောင်ကလွတ်လိုက်ပြန်ကြလိုက်ဖြင့်သူ့ဘဝကိုဖန်တီးနေပြီးတော့သည် သူသည်ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်လျာအရက်ချက်ချင်းထောင်းကြခြင်းသည်ဒူးစီရိုက်မှုမှန်သိပေသည်ထို့သောသူ့အိမ်တော်၏ဝန်ရေကခတ်လာသည် သူ့စိတ်ထဲ၌ငါသားများလူလားမြောက်ခဲ့သောအာကိုဘော်ရကကောင်းချောင်းကောင်းရာဖြစ်သောအတ္တမွေးနိုင်ရ၏ဟုမျှော်လင့်ခဲ့၏သူ၏အကြီးဆုံးနှစ်ယောက်သောရင်တွင်းမှလည်းသားများဖြစ်ကြပေသည်ထို့ရာတွင်သူ၏သားကြီးဩရတများထွန်တုံးထွန်တန်နိုင်စားပြုသောအခါ၌ ကိုကျော်ဝမ်းမြောက်ခါစားရှိသေးသည်ညရဲ့ရာမှာကိုကျော်ပိုးထီပြီးဆုံးရှာလေသည် သူ့ဘဝသည်ဒုက္ခတွင်တက်တက်ကိုကျော်တည်ဆုံးပြီးနောက်သူ့အိမ်တော်သည်ဤချမ်းမြေတွင်တနစ်မြဆက်လက်တည်ရှိနေပေသေးသည်ထို့သောဤချမ်းမြေပန်းရှင်အပြောင်းလဲဖြစ်သည့်၌နေထိုင်သူတို့လည်းပြောင်းရပေတော့သည်ဤချမ်းမြေအပြောင်းလဲဖြစ်ရသည်မှာတဆင့်မှတဆင့်ရောင်းချ၍မဟုတ်ဘဲဘူလာဤမြေပန်းရှင် ဒေါ်ထွားတေဆုံးသည်၌တားဖြစ်သူအမွေရသည်ဤသားကသူဤရောင်ရင်အပေါင်းအသင်းမိတ်ဆွေကိုထားခြင်းဖြင့်ဒေါ်မယ်မြတို့မုတ်ဆိုးမှသားမိရေတခြားတဏှာတို့ပြောင်းရွှေ့ရခြင်းဖြစ်ပေသည်တတရမြောက်ရောက်လာသူကဘိန်းစားမိသားစုဖြစ်၏လင်မယားနှစ်ယောက်နှင့်တမီးတစ်ယောက်သူတော်ဘိန်းစားဆိုပေမယ့်တိတ်တော်အထင်မသေးလိုက်နှင့်မူလာကဤချမ်းမြေတွင်ရိုးရိုးလောက်ကန်စားတောက်သွားသောမောင်ကျော်ကို မကျော်ဟုခေါ်ကြတော်လဲဤဘိန်းစားနာမည်ရင်ကိုဘူတင်ကိုကားရွှေဘူတင်တဲ့ခမညာအရက်ကာလာသားများကခေါ်ကြသည်ရွှေဘူသားဖြစ်၍မဟုတ်ကာလာသားဆန်ခြင်းအပေါင်းအသင်းဝင်ဆန်ခြင်းဝင်းဝေးရွှင်ခြင်းတို့ကြောင့်ရွှေတလုံးဘွဲတက်၍ပေးကြခြင်းဖြစ်ပေသည်ရွှေဘူတင်အလုတ်သည်နွားပွဲစားဖြစ်ပေသည်ရွှေဘူတင်သည်ဘိန်းစားပြီပြီးတိခန့်ခြင်းသဘောတရားအပြည့်စုံနှင့်အပြောညက်လာသည်နွားပွဲစားမှာ နှွားကိုကိုတိုင်ကင်သူမဟုတ်ပေလက်ထောက်တပည့်အားကင်စီပြီးသူကအပြောကလေးနဲ့စားနေသူဖြစ်သည်ရွာတွင်နှွားရောင်းသူဒီ၎င်းနှွားဝယ်လူသူဒီ၎င်းသူ့ကိုအားကိုးရပေသည်လယ်သမားတို့ကြေးရွာ၌နှွားအယောင်းဝယ်သူဒီတည်မပြတ်ရှိနေကြပေသည် ထို့ကြောင့်အယောင်းဝယ်ကောင်းသောနှွားပွဲစားသည် စားသာသည်သာကြီးရှင်တို့ဖြင့်ဘိန်းစားပေမဲ့ဝင်းဝေးရွှင်လေတော့လူတွေကသူ့ဘိန်းဘိုးတူရှာတာပဲ တခြားဘိန်းစားတွေကိုခိုးခြင်းဝှက်ခြင်းမရှိဟုသူ့ကိုဖိနှိပ်ခြင်းမပြုကြပေ။လွားရောက်ဝယ်မှုကိစ္စ၌သူ့ကိုပင်ဆရာတင်ကြခြင်းသည်။မိုးရာတွေတွင်လဲလုတ်ခြင်းမှုလွားရောက်ဝယ်ပါတော်လဲရွှေဘိုတင်သည်ပင်ပင်မမှန်လို့ရသည်မရှိခြင်း။သူ့ဇနီးနှင့်သူ့သမီးကကောက်ဆိုင်ခြင်းရကန်းရခြင်းများကိုပြုလုပ်၍ဝင်ဝင်ရနေသည်၏။ထို့ပြင်ရွှေဘိုတင်သည်သူပြောလေရှိသောစကားအရညံကလေးစွာသုံးသည်လည်းရှိသေး၏။ ၎င်းမှာရက်ရွာအဖို့ကောင်းသည်မဟုတ်ချေရက်ရွာ၌လူငယ်လူရွယ်များကိုဘိန်းစားတင်ပေးခြင်းဖြစ်ပေသည် သူသည် လိုင်စင်ရဘိန်းစားဖြစ်လေရာတပတ်စာသူထုတ်လာသောဘိန်းများထဲမှ ကာလာသားလူငယ်များကိုအလကားစာပြီးဘိန်းရှူတင်ပေးလေသည်အဲဒင်းကလေးတွေဆွဲနေပြီဆိုသောအခါ၌သူထံမှဘိန်းကြီးကျုံဖြစ်ပေတော့သည်ဘိန်းကလေးရှူရမည်အရေးညှိုးရမည်အရေးသူ့ကိုခါရတော့သည် နောက်ဆုံး၌သူသည် သူ့လိုင်စင်နဲ့ဈေးသက်သာစွာရလာခဲ့သောဘင်းကိုသူ့တပည့်ရက်ရွာလူငယ်ဘေးစားများအားအပြင်ပေါက်ဈေးဖြင့်ရောင်းချခြင်းဖြင့်သူသည်အမျက်ထုတ်သူဖြစ်လာပြီးတော့သည်ဤချမ်းမြေတွင် ရွှေဘူတင်နေသောအခါ၌ကျွန်တော်အရွယ်ရောက်ပြီးဖြစ်၍သူ့အကြောင်းကောင်းကောင်းကြီးမှတ်မိခဲ့ပါသည်သူသည်နှစ်စဉ်ဝတ်တကောင်တကောင်လဲမွေးလေးရှိသည်သူ့စကားအသုံးအရပြောရသောစုဘူးကလေးတစ်လုံးတော့အပြတ်ထားရတယ်ဟူ၏လူတယောက်ဟာ တနေ့ကိုပတ်စံတပြားနှပြားစုပါဆိုရင်ခဲရင်တကွဟောဒီကောင်ရှိနေတော့ဟောသူတကြွကြွညီလိုက်ရင်မနေတာဘူးဟာစကွဲဖွဲနှုနှပြားသုံးပြားဖို့ဝယ်ပြီးကြိုလိုက်ရတော့တာပဲတို့ပြီးကို့အိမ်ကရောနဘေးအိမ်တွေကသမင်းကြံဟင်းကြံတွေရောမစားနိုင်တာတွေအလကားမဖြစ်ရဘူးသူ့ကိုယ်လည်းထဲပြီးဝတ်သားလုတာပေါ့ကွာဟ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 ုကြီးမော၍ဖြေဆိုတတ်ပါသည် တုစုဘူးကိုနှစ်စင်စဘာပေါ်ချိန်မှဖောက်တတ်ပါသည်လူတွေက ပြားဖို့တာထိုးဝက်မွေးခြင်းအလုပ်သည်မကောင်းသောအကုသို့အလုပ်ဟူ၍အများအပြားရှောင်ကျင်ကြတော်လဲရွှေဘူတင်အားခမားစုဘူးမဖောက်သေးဘူးလားဖောက်တော့ဗျာဆိုဒီကိုတော့ပြောလိမ့်ရှိကြသည် ရွှေဘူတင်ကဒီလိုတောင်းဆိုမှုတွေများလာတော့သဘောကျလာသည်ပေါ့ကိုယ်တိုင်ပင်လုတ်ကင်ပြီးမဟုတ်၎င်း၏တပည့်ငယ်သားဘိန်းစားငယ်များကို ဘေးထိုးပြလိုက်ုံနဲ့ကိစ္စပြီး၏ယခုရေတာဖော်ပြခဲ့သည့်အသည့်ရွှေဘိုတင်ဘဝမှဘေးစားဖြစ်ပြီလဲကြံရည်ဖန်ရင်နဲ့ဝေစားရွှင်ကအေးစိမ့်ငိမ့်တက်လာပြီသည်တို့ရတွင်လူတယောက်၏ဘဝတစ်ခုတွင်မှုန်တိုင်းသည်အမတ်မထင်ကြာရောက်တတ်ပြီသည်အကြောင်းကရေ၌ကျွမ်းကျင်သူသည်ရေ၌ပင်ဘေးအန္တရာယ်တွေ့တတ်ပြီးတကယ်သို့နွားအယောင်ဝယ်၌ကျွမ်းကျင်သောရွှေဘိုတင်သည်နွားအယောင်ဝယ်တစ်ခု၌ ေးအန္တရာယ်တွေ့ရတော့သည်တခုတော့ဗုဒ္ဓဟူးပတ်နွားပွဲတဲတွင် လူငယ်နှစ်ယောက်သည်နွားတကောင်ကိုဦးလေးကြည်ရောက်ပေးစမ်းပါဆိုသဖြင့်သူကရောင်းပေးလိုက်သည် စင်စက်ဤနွားသည်ကျွန်တော်တို့အရက်အခေါ်နွားပေါ့ခိုးရပါနွားဖြစ်နေသည်ပန်ရှင်ပေါ်လာတော့အခါ၌ဝဲသူအပေါ်အမှုရောက်လာသည်နောက်ဝဲသူက ရွှေဘူတင်အပေါ်လွှဲပေးလိုက်သည်ရွှေဘူတင်က သူအားရောင်းပေးပါဆိုတော့လူငယ်များထံသို့ပို့ပေးရမည် သို့တော့ဤလူငယ်ကလေးများမှာဉာဏ်စိမ့်များဖြစ်၍သူရှာမပေးနိုင်တော့ဤနေရာ၌အကုတ္တသည် တခုတည်းမလားအဖော်နှင့်တွဲလာတတ်သည်ဆိုသောစကားမှန်ပြန်သည်ကရှင်အမှုဖြစ်၍အာမခံနှင့်နေစဉ်တနေ့တစ်နေ့သူ့လက်တင်ဘေးစားငယ်ကလေးသည်သမြောင်တစ်ချောင်းကိုအပေါင်းထား၍သူ့ထံမှဘင်းဝယ်သွားသည်ဤသမြောင်သည်အသွား၆လမ်းမှရှိသည်စင်စွယ်ယိုးဝေခွေးတတ်နှင့်လှလဲလှသည် အဖိုးလဲတန်သည် ဒါကိုရွှေဘိုတင်သည်သဘောကျစွာကင်တွယ်ကြည့်ရှုနေစဉ်ရွာတကြီးသည်ရုတ်တရက်သူ့အနီးရောက်လာ၍ဤသမျောင်မြင်သွားတော့ဟာလှလိုက်တာကွာရွှေဘိုတင်မင်းဘယ်ကရတဲ့လဲမှန်းပေးစမ်းငါ့ကိုဆိုပြီးဖြက်ခနဲဆွဲယူလိုက်သည်ရွှေဘိုတင်ကအမှန်ကိုပြပြတော်အခါ၌တကြီးမှာဤသမျောင်ကိုတိတ်သဘောကျနေပြီဖြစ်၍ဒါအဖြစ်ဘိန်းစားပေါက်စားကလေးတင်စိန်ကိုပြောလိုက် ဒီတမြောင်ငါသိမ်းသွားပြီလို့အမှုမလုပ်စေခြင်းငါစီလာတောင်းပန်လက်ကြားလာဆိုပြီးတကြီးထွက်သွားလေတော့သည် ရွှေဘူတင်ပါဇက်အဟောင်းသားနဲ့ကြံခဲ့တော်သည်ဤအချိန်၌ဘိန်းစားပေါက်စကလေးမောင်းတင်စိန်ဆိုသည်မှာအတက်အစိတ်လောက်အင်မတန်စိတ်ထက်သည်သူ့တမြောင်အကြောင်းကြားရသည်၌ဒေါသအမျက်ချောင်းချောင်းထွက်လေသည်ရွှေဘူတင်သည်ဇိန်းနှင့်စား၍မင်းနေတတ်သူဖြစ်သည်သူ့သမင်းစားကန်ဤ၌ အရက်အနှဲငယ်တောက်သည်ထမင်းကိုမြိန်ရှက်စွာစားပြီးနောက်ဘိန်းကိုမျိုးကတောင်စုံလောက်ရှိသောပြောင်းဘူးဖတ်စေးပေါ်လေးကြီးမိကြီးလျက်ငုတ်တုတ်မေးလေးရှိသည်စေးပေါ်လေးကိုအာရပါရဖွာလိုက်မျက်စိကိုမှိတ်လိုက်မှိတ်လိုက်သူ့စေးလေးဖွာစဉ်မတ်မတ်နေသောသူ့မျက်နှာသည်ဘိန်းမင်းရင်တဖြည်းတဖြည်းငိုက်ငိုက်သွားလျာလေဘင်းခောက်ကျိုးဖြစ်သွားသောအခါ၌ဇကနဲသူခေါင်းပြန်စူပြန်ပြီးစေးလေးဖွာလိုက်ပြန်သည်ပြီးလျင်ထိုနည်း၎င်း ပြန်ငှိုက်ပြန်လေသည်ရှင်းတို့လျင်ဇိန်နှင့်ဘုတ်တုံမင်းနေပြီးတကောင်နီးပါးမှအဲ့ရဝင်လေးရှိလေသည်ထိုနေ့ညနေ၌ရွှေဘိုတင်သည်အိမ်ရှိဘက်မှပုံနကွယ်တိုင်းမီ၍ဘိန်းငှိုက်နေသည်ဇနီးနဲ့တမီးကအတွင်းကန်းထဲမှရကန်းရက်နေကြသည်ည9:00နာရီလောက်မှစီကနေဆူဆူညံညံကြားလိုက်ရသည်ဟောဒီမာလာကြပါလာကြပါတင်စိန်ရဲ့ ကိုဘိုးတင်ခါကိုဓာတ်နဲ့ခုတ်ပြီးထွက်ပြေးပါတယ်။ရွှေဘိုးတင်ကတော်ဤအော်တန်ဖြစ်သည်။ရွှေဘိုးတင်ဤတန်ရာကြီးကနင်းနေနော်တော်မဟုတ်ဂျိုးဆောင်မှာနှစ်ဖူးထီလူနီဘိုးကေခွဲသားတကဲ့သို့ဟတ်တက်ကြီးခွဲလေရာအုံနောက်မပေါ့ယုံ အမေကလေးသာခံနေတော့ဤအသက်မတည်ရန်ဆရာဝန်သည်အတော်စူးစမ်းကူးလိုက်ရသည်။လာပေါင်းများစွာဆေးရုံမှာနေရသည်။ဆေးရုံကဆင်းလာတော့အခါသူ့ဦးခေါင်းကိုအကွဲဟတ်တက်ကြီးနှစ်ဖက်မှာ ြီးပေါင်းကြီးတက်၍လက်နှလုံးလောက်ငတ်သောအမြောင်းကြီးဖြစ်နေသည်။အုံနောက်အမီးဘော်ကအသားနူမှာတော်တော်နှင့်မကျက်အပြင်လူနာအဖြစ်နှင့်ဆေးရုံတို့နေစဉ်သွား၍ဆေးထည့်ရသောဖြစ်သည်။ဤအချိန်၌သူဤနွားပေါအမှုကိုစစ်ဆေးရာချောင်းခိုင်းသူများကို ရှာမပေးနိုင်သော၍နွားခိုးမှုနှင့်ထောင်ကိုးလာကြသွားလေသည်။ကိုတင်စိန်ကတေလောက်သောထံရရအောင်ဓာခုံမှုဖြင့်ထောင်တသက်တကြုံကြသွားလေသည်။ ဤနေရာ၌ရွှေဘိုတင်အားကံကောင်းသူဟုဆိုရမည်လားသူအားဆရာဝန်ကညီတို့မြအလုတ်ချမ်းမခိုင်းရလို့ပြီးသူဥကောင်းကိုနှီးပြဖြင့်ပင်ရိုက်ပုတ်ခြင်းမပြုရပြုလျင်ချက်ချင်းပင်သူတည်သွားနိုင်သည်ဟုပြောဆိုထားသဖြင့်ရွှေဘိုတင်မှာ ထောင်ထဲ၌အငိမ့်စားနေရုံသာမက ဘာသာတယောက်နှင့်နေ့စဉ်ပင်စေးုံလို့လာပြီးစေးထည့်ရသောအမှုကိုပြုရသည်မြို့ငယ်ကလေး၌ထောင်စေးယုံ ထောင်ဆရာဝန်မရှိကြရင်းနိုင်ရွှေဘူတင်အဖို့ထောင်ကိုလာကြသည်ကိုရက်နေသည်ဟုပင် ဆိုကြသည်အကြောင်းမှာ သူ့မယားထောင်ဝင်စာမကြခဏတွားကြည့်သည်တွင်ကိုလင်ထောင်ထဲ၌အနေရချောင်းအောင်အိမ်ကပတ်စံများယူသွားစရာမလိုသည့်အပြင်လင်ထံမှပင်အိမ်စားဖို့ငွေများမှန်မှန်ရလာသေးသည်ကဲရွှေဘူတင်ထောင်ထဲ၌ငွေဘလူဖြစ်နေပြန်ပြီတနည်းအကြောင်းကဒီလိုသည်ရွှေဘူတင် နေ့စဉ်စေးသွားထဲရသောစေးရုံကကွန်ပေါင်းသာစေးဆက်ပေးရသူ အပြင်လူနာများကိုစေးထည့်ပေးရသူသည်ရွှေဘိုတင်နှင့် တငယ်ချင်းဘေးစားပင်သည်ရင်း၌ဘေးစားနှစ်ယောက်ပေါင်းပြီးကြံလိုက်ကြရာရွှေဘိုတင်ဤလက်နှလုံးလောက်နှက်သောဥကောင်းကုန်မြောင်းကြီးထဲ၌ဝါကုန်းပေါ်ကတနေ့လျင်ဘိန်းတစ်ချက်သားများထည့်ပြီးပတ်တီးစီးပေးလိုက်သောကြောင့်ပေသည်ထောင်ထဲ၌ဘိန်းစေးကြီးလာသည်ကို အထူးပြောစရာမလိုပါ ထောင်ပါရာကလားသည်ထောင်မှထွက်လာခဲ့ကြစဉ်ရွှေဘိုတင်တော့မှပုံစံတုတ်ကြီးကိုကင်ပြီးလိုက်လာခဲ့သည်ဖြစ်တော်လဲစေးထက်ခန့်ကိုကတူဝင်ရသည်မဟုတ်ချေအပြင်မှသာတူဆောင်ရ၏အတွင်း၌ကဘိန်းစားနဖော်တို့လုပ်ငန်းကြီးစွာလုပ်ကြသည်ထောင်ဘူးဝ၌လည်းမတင်ကားသူကိုညီသည့်နေရာ၌မစိုးရှောက်ဖွေနိုင်ကြတော်လဲစေးယုံကစေးထက်ပြီးပြန်လာတော့ရွှေဘိုတင်ဤဥကောင်းကပတ်တီးကိုကဘသူဖြေ၍ကြည်ဝင်ပါအံ့သည် ထောင်ထဲ၌လဲတူပတီးကိုဖြေကပါလာသောဘင်းကိုယူပြီးပြန်စည်းပေးသည့်လူအစင်းနှင့်ရှိ၏ဤနည်းဖြင့်ရွှေဘိုတင်သည်ထောင်ထဲ၌ပင်စီးပွားဖြစ်ခဲ့ပေသည်အရွယ်ငယ်ငယ်နှင့်အဖက်ဆင်မရအောင်ဘဝဆုံးရသူကစိတ်ထက်မြတ်၍လုံရဲကန်ရဲသောမယူရဲကိုတင်ဆိုင်သည်ဂျပန်ခေတ်ကတကြုံကြသောလူများပြန်လွတ်လာကြပြီဆိုတော့လေကိုတင်ဆိုင်တယောက်ကတော့ယခုတိုင်ပေါ်မလာတော့ခြေတကား သူ့ကိုမျှော်လင့်နေခဲ့ကြတော့သူ့မိဘဘိုးဘွားများလည်းတည်ဆုံးကုန်ကြပါပြီ။ယခုအချိန်၌က ရွှေဘူတင်တို့မိသားစုအလုံးလည်းလူပြည်၌မရှိကြတော့ပါပြီ။ကျွန်တော်အသက်မီသည်များဤချမ်းတွင် အကြာရှည်ဆုံးနေထိုင်သွားကြသူများမှာရွှေဘူတင်တို့မိသားစုဖြစ်ပေသည်။အင်္ဂလိပ်ခေတ်မှလွတ်လပ်ရေးရသည့်အထိဖာစာပါလာခေတ်တွင်ဤချမ်းကြီးရှိရာသို့ကျွန်တော်ပြန်ရောက်သွားသောအခါတွင် ရွှေဘူတင်ဤဇနီးမရှိတော့ပြီ။ ုတိယအခေါက်တွင်ရွှေဘိုတင်တို့တားဖါကိုတွေ့ရှိရသည်၏တတိယအခေါက်တွင်မူရွှေဘိုတင်ကွယ်လွန်ရှာပြီးသမီးကလေးကလည်းတဦးတည်းတအိမ်ဆောင်နှင့်မနေနိုင်သောကြောင့်သူ့ဆွေမျိုးများရှိရာ အခြားဒေသတို့ပြောင်းရွှေ့သွားကြကြောင်းသိရသည်သူတို့ဂေဟာလည်းကွယ်ပြောင်းနေသဖြင့်ဤချမ်းမြေတစ်ခုလုံးကွက်လပ်ဖြစ်နေသည်တတိယအခေါက်ရောက်သွားသောအခါ၌ကဤချမ်းမြေသည်တချမ်းကွဲနေလျက် ဝင်းချံလုံးလုံးချုံချုံနဲ့တင့်တင့်ထဲဝါသောအိမ်နဆောင်ကိုမြင်တွေ့ရလေသည်တဆောင်ကတခြားရွာမှပြောင်းလာသောကျွန်တော်နှင့်မရင်းနှီးသည့်လူများဘိုးတောင်ယူကိုကျော်ရွှေဘူတင်တို့အိမ်နေရာ၌ကကျွန်တော်နှင့်ចောင်းနေဘတ်တငယ်ချင်းចောင်းစီယာမာကလေးဤအိမ်သူတို့သည်ဤချမ်းပိုင်ရှင်ထံမှတယောက်တဝက်ဝယ်ချမ်းယူလိုက်ကြောင်းသိရသည်ထို့ကြောင့်ဤချမ်းမြေသည်ယခုမှပိုင်ရှင်များနေထိုင်ကြခြင်းဖြစ်သည် ကျွန်တော်မရှိတော့ကာလာတုံးကအကြောင်းကိုတော့ကျွန်တော်မပြောပြနိုင်ပါကျွန်တော်သိခဲ့သမျှတော့ရွှေဘူတင်တို့မိသားစုအထိခြံဆောင်အဖြစ်နဲ့နေထိုင်ကြသူများကိုသာတည်ကျွမ်းခဲ့ရပါသည်ကျွန်တော်တငယ်ချင်းရွာဦးဖုံတော်ကြီးအကြောင်းကမူလာတန်းကျောင်းဆရာမဖြစ်၍သူသည်ပထမရွာထိပ်ရှိဖုံတော်ကြီးအကြောင်းမှနေထိုင်ခဲ့သည်နောက်၌သူ့အိမ်သမျှတိုက်သူအားပြန်ပြီးဆွဲနှုတ်ပြီးသူ့လင်ကိုအသက်ခံရ၍မုတ်ဆိုးမလေးအဖြစ်နဲ့ ရွာလေလုံလုံချုံချုံရှိသောနေရာ၌လာရောက်ခုံလုံးခြင်းဖြစ်ပေသည်။ဤချမ်းမြေတွင်ကျွန်တော်အတတ်နှင့်မသိမယိအနှစ်40ကျော်အတွင်းလေးအိမ်တော်တို့နေထိုင်သွားကြလေရာကျွန်တော်မျက်စီထဲတွင်လေးမျိုးသောပုံစံတို့ကိုမြင်ရောက်နိုင်ပါသည်။ဘိုးတောင်ယိုးဖွားရွှေအိမ်တို့အိမ်ငယ်မှာအဖိုးအိုအဖွားအိုအိမ်ပီပီအိုစားသောအိမ်ကလေးပင်ဖြစ်ပါသည်။အိမ်ရှိတွင်တိတ်ပြီးတက်တက်ရရမရှိဖွားရွှေအိမ်မုတ်ပေါင်းသော ညီချင်းသူမီးလင်းဖိုကြီးနဲ့ဘိုးတောင်ယိုထင်းခွေထားသည့်ဝါမျက်စုံပုံကိုသာထင်ထင်ရှားရှားမြင်အောင်ပါသည်ကိုကျော်မင်းများတို့ကခလေးတွေများလွန်လာသဖြင့်ဘိုးတောင်ယိုတို့အိမ်ထက်ကြီးပါသည်အိမ်ရှိအိမ်အောက်တို့တွင်မူခလေးတွေကစားထားသောမြို့ဆပြင်းဆောင်အရာဝတ္ထုတွေနှင့်ရှုပ်ပွနေ၏ထို့ပြင်တရက်လောက်မြင့်သောအိမ်အောက်မှစံဖို့မောင်းစုံကြီးနှင့်အိမ်ရှိမှကျိတ်တလုံးရှိ၏အเจ้าမှာနေရာဒီတွင် သူတို့မောင်းနှံသည် အခြားလူတို့ဤဝန်းစာစကားကိုကြိတ်ထိုးစံဖို့အလုပ်လဲငှားလုပ်ပေးရသည်ဤထိုခင်း၌ဝန်းစာစကားကြိတ်ဆက်ကလေးတွေမပေါ်သေးကြဤချမ်းမြေတွင်တေတက်တန်ရှင်ဆောင်ကရွှေဘိုတင်လက်ထပ်ပါပြီသည်သူ့အိမ်ရှိမှာကြက်ပွဲဂေါ်လီပြပွဲကလေးများလဲလှုပ်လှိမ့်ရှိသည်ဖြင့်ပြောင်းတင်းရှင်နေဤရွှေဘိုတင်သည် နေ့စဉ်တပြက်စီလဲဤနိုဘီသူ့သမီးကလေးကလဲပန်းဆိုင်ခွာတနာပါသည်ဖြင့်ဤတင်းပြောင်းပြီးမှာ ပန်းမင်ကလေးတွေကလည်းဝေစာနေသေး၏။ထို့ကြောင့်ညနေခင်းအားလက်ချိန်များတွင် လူတို့သည်ရွှေဘိုတင်အိမ်သို့လာ၍စကားစမြည်ပြောလေးရှိကြသည်။အဲဤချမ်းမြေတွင် ရွှေဘိုတင်နှင့်စန့်ကျင်ဘက် လူသူ အလားနည်းဆုံးကယခု ကျွန်တော်တငယ်ချင်းဆရာမလက်ထပ်ပါပြီ။သူကလေးသည်ဓမြတိုက်တခါခံဖူးထားသဖြင့်ပြင်ဖို့နားလေကဲမှန်ဘူးသည့်စာတငယ်ကဲ့သို့ဖြစ်နေသည်။သူ့ခြံဝင်းထဲ အပြင်မှဘာမှမမြင်ရအောင်ဝင်းချံကိုလုံစွာကာထား၏တကားမှာတော့နှင့်မင်းတုံနှင့်ထား၏ရခင်ရွှေဘိုတင်လက်ထက်ကတလင်းပြင်တွင်ပန်းပင်တွင်တတိပင်တွင်အပြည့်စိုက်ထား၏ထို့ကြောင့်သူ့ချံဝင်းနှင့်အိမ်တွင်းမှာလည်းအလင်းရောင်မကောင်းတော့ကြီကျွန်တော်စိတ်တွင် သူ့အိမ်တွားလေရတာအသက်ရှူချက်သည်ဟုထင်၏ကျွန်တော်သည်လွန်ခဲ့သောတစ်ခေါက်ကကျွန်တော်တငယ်ချင်းမှအိမ်ပေါ်တည်ရင် ဤအကြောင်းအရာများကိုပြန်ပြောင်းစဉ်းစားမိ၍ယခုရေးသားခြင်းဖြစ်ပါသည်ထိုစဉ်တငယ်ချင်းဤလက်ဖက်ရည်ကိုတောက်ရင်းဤချမ်းမြေတွင်စောက်ခဲ့ကြသောအိမ်တို့၌ဘိုးတောင်ယူဖွားရွှေအိမ်တို့ဤဇကာတင်မုံနှင့်ရေးစေးပြီးသော အသားဟင်းလျာများကိုစားရခြင်းကိုကျော်ဒုံမေများတို့ဤနှစ်စဉ်မုံဟင်းကားကိုစားရခြင်းရွှေဘူတင်ဤဝက်ပေါ်သောနေ့ညနေဘက်၌ဝက်ကောင်းတုံးနှင့်ထန်းရည်တောက်ရခြင်းတို့ကို ပြန်ပြောင်းတတိယလှပါတော့သည်ကဲဤချမ်းမြေတွင်ကျွန်တော်တည်သည်မအနှစ်40အတွင်းပုံပြင်များကတော့ပြီးဆုံးပါပြီကျွန်တော်မမွေးမိကပုံပြင်များညီတို့ရှိခဲ့သေး၍ယခုဆရာမလေးလက်ထက်မှစ၍ရှေ့တွင်ညီတို့သောဝိထုပုံပြင်ဖြစ်ပေါ်အုံးမည်နီမြေပြင်ပေါ်တွင်လူသက်တော်တွေနေစဉ်မှာပုံပြင်ဝိထုတို့ကမနာတမ်းပေါ်ပေါက်နေလိမ့်မည်သည် အဆုံးအထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုထပ်မံမြေတာရက်ခံကြပါရခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ